နေပြီအဲ့အောင်နေပြီငါ့ကိုတတိယဝါဒလေးတပုတ်လောက်ဆိုပေးဆိုမဟုတ်ဘူးတပုတ်သွဲဆိုနေကျွန်တော်မဆိုဘူးလို့ကျွန်တော်လေးပုတ်ငါးပုတ်မှဆိုမှဆိုကြားပါတယ်ကွာလေမင်းကြိုက်တယ်လို့ဒါဆိုပါလားမိုက်ခဲပဲကျွန်တော်ဒီမှာသုံးပုတ်ဆိုပြီးသွားပြီပွဲမစားသေးဘူးအာနှစ်ယောက်တော့ဘာပြောပြလဲဆိုတော့မင်းကွာတဲ့ဒီမှာမင်းသမီးကြီးလည်းရှိတယ်တဲ့ဆိုင်းစရာကြီးလည်းရှိတယ်ငါတို့နှစ်ယောက်ပေါင်းပြီးတော့ဒီလူအကအဖွဲလေးထောင်မကောင်းဘူးလားအမေလို့ကားပေါင်ကြင်လားလို့ ျွန်တော်ဇက်ထောင်ပြီဆိုတဲ့တခုတော့ပြုတ်တော့မှာလေကျွန်တော်ပြုတ်เสียမရှိဘူးလားမြောက်မပေးနဲ့ကျွန်တော်ဘာမှမရှိတော့ကျွန်တော်ဆူလဲဆူတယ်ကလဲကတယ်ပွဲလဲသွင်းတယ်ခုနည်းနည်းငြိမ့်နေတာအိမ်မှာဘာမှပေါင်เสียမရှိလို့ဒီခါကြီးကြတယ်ကိုနေရမဟုတ်ပဲနဲ့လीအဲ့မင်းသားကိစ္စဇက်တပင်ကိစ္စဆိုဝင်ပါခြင်းနဲ့ပြဿနာကြီးတယ်မိမကြောက်လို့ကျွန်တော်ဝင်မပါတော့တာညညာဆိုရေးမစင်းစားလိုက်ဟင်းတော့ဆိုပြန်ချထားလိုက်ဟင်းဆိုအပြင်ကိုထွက်သွားတာခါလဲပြန်မပြောတော့မျက်နှာကိုမကြည့်ရဲတော့ကြောက်တယ် အဲအဓိကတော့ဇက်စီဟာကိုရိုင်းကိုကူညီပေးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့အမေရိုင်းပဲခေါ်တာပေါ့သူကနေပြီးဒါလေးဒါလေးလုပ်ချင်တယ်ဆိုတော့ကျွန်တော်အကူအညီတောင်းတော့ကျွန်တော်တကယ်ချင်းဆိုင်းစရာတွေပြီးတော့အာအရင်တော့ရင်းကျုံမှာလုပ်ခဲ့တဲ့ကျွန်တော်တကယ်ချင်းတွေရှိတယ်ပေါ့သူတို့နဲ့ဒီမြန်မာမှု မြမဟန်လေးပါအောင်ဆိုပြီးကျွန်တော်ကပေးရနေပြီးဝိုင်းဖြည့်ပေးရတာပါဟာတူတော့မတူဘောမတူဆိုတာရုပ်ရှင်ရိုက်ကွင်းသွားမယ်ဆိုတော့ကျွန်တော်အိုက်တင်လုပ်ဖို့အတွက်ကျွန်တော်သွားရတော့ဒီမှာကျတော့ကိုရင်းနှီးခဲ့ရတဲ့အမှုပညာတွေဂီတတန်တွေနဲ့စီမျောပြီးတော့ကျွန်တော်တို့အလုပ်လုပ်ရတဲ့အခါကျတော့နည်းနည်းပုံပြီးအသက်ရှည်သလိုပဲပြီးတော့ကိုကိုကငယ်သွားတယ်ပေါ့ရင်းတော့ပဏာအကြောင်းကိုပြန်ရောက်သွားတယ်လို့ကျွန်တော်ခံစားရတယ်ဗျာဟာအဲဟုတ်တယ်ဟုတ်တယ်မိုက်ခဲပဲကျွန်တော်ဒီမှာသုံးဖို့ဆိုပြီးသွားပြီးပွဲမစားသေးဘူး အဲ့တော့ကိုကအဲ့ကံမှာနေတော့ဖို့လောက်ကိုချပြီးပါဒါတော့မနေ့က9နိုင်လောက်မှာတိုက်တာမပါသေးဘူးအဲ့တော့မမန်တော့ဒီပွဲရဗျာကျွန်တော်အဆိုးတော့အဲဆိုတော့ဘောတော့ဦးရရနေပြီအဲ့အောင်လေမင်းငါ့ကိုတတိယဝါဒလေးတပုတ်လောက်ဆိုပေးဆိုမဟုတ်ဘူးတပုတ်သေးဆိုတော့ကျွန်တော်မဆိုဘူးလို့ ျွန်တော်လေးပုံငါးပုံမှဆိုမှဆိုကြားပါတော့ကွာလေမင်းကြိုက်သလိုဒါဆိုပါလေအဲ့တော့ကျွန်တော်ဒီမှာတတိဝါဒသချင်းလေးဆိုဖို့အတွက်လာတယ်ပြီးတော့နောက်ကလေးရီတပြင်းဒီပေါ့နောက်ကနေရင်းလေးတွေဆိုပေးဖို့အတွက်ပေါ့ကျွန်တော်အိုက်တော့ပေါ့နည်းနည်းဒီကကြတော့အဆိုတော့ပေါ့ဟုတ်ကဲ့ကိုမိုက်ခဲပေါ့ဗျာဟာအဓိကဒီကရွေးပေးတာအဲ့တတိဝါဒဆိုတာဒီပေါ့ဒီကျက်တေပေါ့ကျက်တေရှိတယ်လက်လာပါပွင့်တယ်ဆိုပြီးတကယ်မင်္ဂလာကျက်တေရှိတယ်သချင်းဆိုပြီးဒီကနေပြီးတော့ရွေးပေးတာပေါ့ဟုတ်ကဲ့ရွေးပေးတဲ့သချင်းပါပဲဟာ ကျွန်တော်တို့ကလူရှင်တော်ဆိုတော့ဘာပြဿနာရှိလဲဆိုကျွန်တော်စင်နောက်ကနေအမြဲတမ်းတည်းအဲ့လိုမျိုးဒီလိုသချင်းတွေအမြဲတမ်းဆိုတယ်ဒါပေမဲ့ပြဿနာကတကယ်တမ်းစာသားကိုတကယ်ဆိုမယ်ဆိုတော့လေ့လာလိုက်တော့တော်တော်လွဲတယ်အရင်တော့ website မှာကိုစာသားရှိတယ်အကုန်ဆိုလိုက်တာပဲကိုလိုက်ကြရောဖုန်းတစ်လုံးကိုကြည့်ပြီးအဲ့စာသားတွေကိုမနှဲမမမေ့အောင်မနှဲကျင်3-4ရက်လောက်ရှိတယ်ကောင်းအောင်ထိုင်ဆိုးနေရတာသိပ်မတည့်သေးဘူးမတက်တဲအောင်တော့ကြိုးစားရမှာပဲတချို့နေရာလေးတွေကြတော့ကျွန်တော်တို့ကဟိုဒီ gate စာသားအမှန်ကိုမသိလိုက်တာပေါ့တကယ်တမ်း အာစာသားမှန်ကိုကြည့်လိုက်တဲ့အခါကျတော့တချို့ဟာလွဲနေရဆိုခုမှသိရတယ်အဲ့ဒီခါကျအခုကျတော့အဲ့အမှန်ကိုပြန်ကြည့်တဲ့အခါကျအမှားတွေကြီးပဲရောက်ရောက်လာတယ် ပြီးတော့လူကျွန်တော်ပြတော့ပူဆိုးတာပေါ့ဗျာသိမလားကိုကသိမလားဆိုတော်လူတာပြောတာစင်မောကျန်နည်းနည်းလေးပြက်လုံးကပြောကျင်နေတယ်သိမလားနည်းနည်းဟာသားလေးလှုပ်ချင်တော့ပြဿနာရှိမဆိုးမဆိုးအဲ့လိုတော့မရဘူးကျွန်တော်ပြက်လုံးပြရမှရမှာကျွန်တော်အဲ့လိုမျိုးပေါ့ကြီးစရာလေးပြောကျင်တာကိုပြက်နာကိုကခက်တီတီထားဟဲ့မင်းနဲ့တတိဝါဒဆိုတော့အခန့်ကြီးနဲ့ဆိုတော့အာကိုခန့်ကြီးတော့မရအောင်အပြိုလေးတော့ရမယ်လားအဲအဓိကအပြင်သူစီကရရတဲ့ပြင်သူရဲ့အတွေ့အကြုံပေါ့ ြီးတော့သူကကျွန်တော်ထင်တယ်အဲ့အနုပညာဒီပေါ့ဒီဟွာနဲ့ပတ်သက်လို့ဂီတနဲ့ပတ်သက်လို့စိုင်းနဲ့ပတ်သက်လို့အနုပညာရည်နဲ့ပတ်သက်လို့တော်တော်လေ့လာတာအဲ့ကြကူမသိကျင်တဲ့အသိကျင်တဲ့ဟာမျိုးဆိုအမေအဲ့ဒါဘလို့ရှိလဲအမေအဲ့ဒါဘလို့လုပ်ဝင်ကောင်းမှာအာမင်းဒီလိုလုပ်သွားသူခုကူအနှစ်ယောက်သားဘာပြောပြရလဲဆိုတော့မင်းကွာတဲ့ဒီမှာမင်းသမီးတွေလည်းရှိတယ်တဲ့စိုင်းစရာတွေလည်းရှိတယ်ငါတို့နှစ်ယောက်ပေါင်းပြီးတော့ဒီလိုအကအဖွဲလေးထောင်မကောင်းဘူးလားကျွန်တော်တခွန်းပဲပြောလိုက်တယ်အမေလို့ကားပေါင်ခြင်းလားလို့ ကပေါင်လာရောင်းမလာလို့အဲ့တော့အရင်စဉ်းစားထားလို့ကျွန်တော်တို့ဇက်ထောင်ပြီဆိုတဲ့အခုတော့ပြုတ်တော့မှာလို့ကျွန်တော်ပြုတ်စရာမရှိဘူးလို့ပေါင်မှာပေါင်မယ်နောက်မယွေးနိုင်တော့ဘူးလေရအောင်မှာရအောင်မှာဒါနှစ်ခုတည်းတစ်ခုပါပဲသိအားမငယ်ပါဘူးမြောက်မပေးနဲ့ကျွန်တော်ပါးစပ်မရှိတော့ကျွန်တော်ဆူလဲဆူတယ်ကလဲကတယ်ပွဲလဲသွင်းတယ်ခုနည်းနည်းငြိမ့်နေတာအိမ်မှာဘာမှပေါင်စရာမရှိလို့ တစောင်းတိုင်းကတော့ကျွန်တော်အဲ့မူပင်ဘက်ကပွဲတွေရှိတယ်ပြီးတော့အင်းတော်ဘက်ပွဲရှိခုနောက်ပိုင်းတော့အဲ့လိုမျိုးပေါ့ဟိုလိုအငိမ့်ကြီးမကရပါမယ်လေကျွန်တော် KB လေးနဲ့အဆူတော်လေးနဲ့ကျွန်တော်ပွဲတွေတော်တော်လေးလိုက်ရတယ်ပေါ့ကျွန်တော်တော့အမှန်တိုင်းပြောပြန်တခါကြရတယ်ကိုယ်နေရာမဟုတ်ဘဲနဲ့လीအဲ့မင်းသားကိစ္စဇက်တပင်ကိစ္စဆိုဝင်ပါခြင်းနဲ့ပြဿနာကြီးတယ်မိမကြောက်လို့ကျွန်တော်ဝင်မပါတော့တာညညဆိုရေးမစင်းစားလိုက်ဟင်းတော့ဆိုပြန်ချထားလိုက်ဟင်းဆိုအပြင်ကိုထွက်သွားတာကလည်းပြန်ကိုမပြောတော့မျက်နာကိုမကြည့်ရဲတော့ကြောက်တယ်ဘဲဥပဲကြော်တတ်တယ် ကျွန်တော်ကျန်တာထမင်းချက်တက်တယ်ဘေးအဲ့နှစ်မျိုးကတော့ကျွန်တော် special lip ပဲမနေ့ကကျွန်တော်ထမင်းကြော်တာအဲ့သုံးမျိုးကတော့ကျွန်တော်လုံးဝရတယ်ဟဲ့ကျန်တာတစ်မျိုးမှမရဘူးစီသုံးမကျန်းတော့အရင်တော့အညာသားဘုရားငငယ်တော့ကစီရီစားတယ်အရင်တော့ဟိုပါပေါ့တော်တော်လေးစီသုံးတယ်ဘူးနောက်ပိုက်ကျတော့နေမြို့ရောက်လာရောက်လာတော့ဘူဆန်သွားလားမသိဘူးတဲ့စီသုံးနည်းနည်းလေးရှေ့ော်လာတယ်တက်ရွယ်ရလာကျွန်တော်အခုမှ20ကြော်ဆိုတော့လေငါကြော်ပြီတကြီးတော့ကြော်ပြီဒီကံတော့လော်ပြီကြော်ပြီဒီကောတော့လာပြီတော့ပဲနဲ့ဒီတကြီးကတော့ကျွန်တော်နဲ့တွေ့ရင်တော့လော်လဲလော်ကြော်လဲကြော်အော်ကြော်ခမ်းမှာလော်ခမ်းပဲတကယ်တကြီးကတော့ကောင်းပါလေဟာ ရွှင်လန်းချမ်းမြေ့ကြပါစေနှစ်တည့်လည်းမကြခင်ရောက်တော့မှာဆိုနှစ်တည့်မတိုင်ခင်ဆုတောင်းပေးပါတယ်လူရင်းဆန္ဒတွေပြေဝကြပါစေเนาะ